ရုရှားဟာထရိုက်ချင်းချမှုဖြစ်ပြီးဥရောပသမဂ္ဂနဲ့လက်တလုံးအထည်ရှိနေတဲ့အေးဆက်တဲ့ငြိမ်းချမ်းရေးဟာဘယ်အချိန်မှမဆိုပြင်းထန်တဲ့ထိတိုက်တွေးဆမှုအဖြစ်ပွင့်ထွက်လာနိုင်တယ်လို့ဂျာမနီနိုင်ငံရဲ့ပြည်ပထောင်လည်ရေးအကြီးအကဲကအောက်တိုဘာ23ရက်ကသတိပေးလိုက်ပါတယ်။ရုရှားဟာ သူ့ရဲ့ဩဇာလွန်မှုမှုရန်ဝန်ကိုဥရောပရဲ့အနောက်စုစုကိုချဲထွင်ဖို့ပိုင်းဖြတ်ထားတယ်လို့ဂျာမနီရဲ့ပြည်ပထောင်လှည့်ရေးအကြီးအကဲမာတင်ဂျာဂါကလွှတ်တော်အမတ်တွေကိုပြောကြားခဲ့ပါတယ်။အဲ့ဒီမှန်ချက်အောင်မြင်ဖို့လိုအပ်မယ်ဆိုရင်ရုရှားဟာနေတိုနဲ့တရိုက်စင်ရေးထိတိုက်တွေးဆောင်တာကိုရှောင်ရှားမှမဟုတ်ပါဘူးလို့သူကပြောပါတယ်။သူကလက်ရှိတာဝန်ကိုလွန်ခဲ့တဲ့လမှာစတင်ထမ်းဆောင်ခဲ့တာဖြစ်ပြီးဗာလင်မှာလွှတ်တော်အမတ်တွေကိုအများပြည်သူနဲ့ပတ်သက်ပြီးတင်ပြရမှာအထက်ပါအတိုင်းပြောကြားသွားခဲ့တာဖြစ်ပါတယ်။ဂျာဂါနဲ့အတူဂျာမနီပြည်ရင်းထောင်လှည့်ရေးအေဂျင်စီအကြီးအကဲကလည်း ယ်။ချောင်းနီနိုင်ငံရင်ဆိုင်နေရတဲ့တခြားသောချင်းချောင်းမှုတွေကိုလွှတ်တော်အမတ်တွေကိုပြောကြားခဲ့တယ်လို့သိရပါတယ်။ချောင်းနီဟာနိုင်ငံရင်ဆိုင်ရာအစွန်ရောက်ဝါရဘာသာရေးအစွန်ရောက်ဝါရတို့ကိုရင်ဆိုင်နေရတယ်လို့ဂျာကာက ပြောပါတယ်။ဂျာကာက ဂျာမနီဟာအကြီးဆုံး EU နိုင်ငံဖြစ်နေတာရင်ယူကရိန်းကိုအကူအညီပေးရမှာထိတ်တန့်ကဥဆောင်ပောင်းဝင်နေတာရဲ့တွေကြောင့်ဂျာမနီဟာဥရောပမှာရုရှားရဲ့နံပါတ်1ပြတ်မှတ်ဖြစ်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ရုရှားရဲ့ရည်မှန်းချက်တွေနဲ့ကျူးကျော်ရန်ဆောင်မှုတွေဟာယူကရိန်းစစ်ပွဲအထိကန့်သက်ထားတာမဟုတ်ဘူးလို့၎င်းကပြောကြားခဲ့ပါတယ်။